အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးကြိုလိုက်ပါတယ်ကောင်းမွန်သောမနက်ခင်းလေးဖြစ်ပါစလို့ဒီညကနေပြီးတော့အဆုံမောကောင်းတောင်းပေးလိုက်ပါတယ်ဒီနေ့မနက်ခင်းမှာတော့ဒါကျွန်တော် Manchester United ပြိတ္တတွေကတော့ဒါကျွန်တော်တို့အဲနှစ်သိပ်ခံလိုက်ရတယ်လို့ပဲဆိုရမှာပေါ့နော်အဲလက်ရှိမှာ Manchester United အသင်းကတော့ဒီနေ့ညရာဒီရဲ့ပထမဦးဆုံးခေါ်ယူမှုတစ်ခုကိုတော့တရားဝင်ပြုလုပ်နိုင်ခဲ့ပြီဖြစ်ကြောင်းကိုဒါကျွန်တော် Fabrizio Romano က သူ့ရဲ့ Twitter စာမျက်နှာပေါ်မှာတင်ဆက်ပေးခဲ့ပြီဖြစ်ပါတယ်အဲ့တော့ Manchester United အသင်းကတော့လက်ရှိမှာတော့တည်ကြတဲ့အတိုင်းပဲ Matthew's corner ကိုတရားဝင်လိုက်နေတာတလားလောက်ရှိပြီလို့ပြောလို့ရတယ်ကစားသမားကိုတိုင်ကလည်းလူလူချင်းချင်းပဲ Manchester United အသင်းကိုပြောင်းရွှေ့ခြင်းနဲ့တော့ကြောင့်ဒီအပြောင်းရွှေ့ကတော့တော်တော်လေးကိုမြင်မြန်ဆက်ဆန်းတာကျွန်တော်ရှေ့ရောက်နေတယ်လို့ပြောလို့ရတယ်မှာပါတယ်ဒါပေမဲ့လက်ရှိမှာဒီအပြောင်းရွှေ့ကတရားဝင်ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်အခုလက်ရှိ Fabrizio Romano ရဲ့ Twitter ရဲ့ပြောဆိုချက်ရဆိုရင်တော့ဒါကျွန်တော်တို့အဲ့လိုပေါ့နော်မနေ့6နိုင်ပတ်ချာလဲဝ င်းကျင်ကြားကနေပြီးတော့ဒါကြောလက်ရှိမှာ Manchester United သင်္ကြန်မဲ့ Matthew's corner ကို Here we go သွားခဲ့တယ်ဆိုပြီးတော့တရားဝင်ဒါကျွန်တော်တို့ အဲရည်တင်ထားခဲ့တာတွေ့မှာတော့လက်ရှိမှာ Matthew's corner to Manchester United here we go verbal agreement in place between all parties involved လက်ရှိချိန်မှာဒါ Manchester United အသင်းနဲ့ဟူးအသင်းကြားထဲမှာနှုတ်အားဖြင့်သဘောတူညီမှုရရှိခဲ့ပြီဖြစ်ပြီးတော့များမကြာမီမှာဒါကျွန်တော်တို့ဒီကိစ္စကိုအပြီးသတ်နိုင်မယ်လို့ဒါကျွန်တော်ပြောလို့ရတယ်မှာပါအဲ့တော့လက်ရှိမှာဒါကျွန်တော်နှုတ်အားဖြင့်သဘောတူညီမှုရသွားပြီဆိုကြတဲ့ကဒါကျွန်တော်အသင်းနဲ့အသင်းကြားဒါ Matthew's corner ရဲ့ဒါကျွန်တော်အပြောင်းရွှေ့အတွက်သဘောတူညီမှုရရှိသွားခဲ့ဖြစ်တယ်ကစားသမားကတော့ဒါကျွန်တော်တို့ဒါဂျွန်2030လာနှစ်နဲ့တွေ့မယ်ဆိုတော့ ၅နှစ်စာချုပ်ပေါ့နော်၅နှစ်စာချုပ်တစ်ခုရှိတဲ့စာချုပ်ကိုဒါကျွန်တော်တိုးမှာပြောတာတက်တဲ့ ချုပ်မှာဖြစ်ပါတယ်ဒါပေမဲ့ဒီညမှာကြိုက်တဲ့တက်တယ်ဆိုရင်တော့တစ်နှစ်တိုးပိုင်ဝင်ဆိုတဲ့ဥစ္စာမျိုးနဲ့ဒါပြောမှာဆိုတော့9နှစ် plus တစ်နှစ်ပုံစံမျိုးနဲ့ Manchester United သင်ကကစားသမားကိုတော့ပုတ်ကူရရသဘောတူညီမှုရရှိခဲ့တယ်ဖြစ်တယ်ကစားသမားရဲ့လောက်ခလာစာကိုတော့ကောလာဟာလာတွေရတပတ်လောက်ခလာစာ2သိန်း2000 2သိန်းခွဲရှိတယ်ဆိုပြီးရည်တင်ထားခဲ့တယ်ဒါကတော့ Fabrizio Romano ကသူ့ရဲ့ Twitter စာမျက်နှာမှာတော့မဖော်ပြခဲ့ဘူးလက်ရှိမှာဒါ Telegraph ရဲ့သတင်းဌာနဥစ္စာကိုကျွန်တော်ဖတ်ကြည့်ရတော့ကတော့ Matthews ခွန်နိုင်လက်ရှိအပြောင်းရွှေ့ကတော့2သိန်း2000 2သိန်းခွဲပတ်ချလဲဝင်းနေကြတော့ပေးရ မယ်လို့ဒီအရမ်းမှာပါတယ်အခုလက်ရှိမှာကကျွန်တော်ဒီအသင်းနေနဲ့ကျွန်တော်ဒါမကြခင်မှာ formal step contract to be check next week ပေါ့နော်လာမယ့်အပတ်မှာမှာဒါကြိုဒီလာမယ့်ပတ်သွားတာမင်းညကဟိုတရင်းဝင်နေပုံစံမျိုးနဲ့တင်ခဲ့ကြအောင်လာဒီဒီဘက်မှာပေါ့နော်ဒီဒီဘက်မှာဒါကျွန်တော်တို့လက်ရှိမှာဒါကျွန်တော် formal step ပေါ့နော်ဒါကျွန်တော်တို့အဲ လုလုရိုးလုစင်အတိုင်းအခုလည်းရှိမှလုသွားဖြစ်ပြီးတော့မြားမကြမှာတရားဝင်ကြီးညာလို့ရတဲ့ကာလမှာတော့ဒါကျွန်တော်မက်သျူးစ်ခွန်နာကိုတရားဝင်ကြီးညာသွားဖို့မန်ချက်စတာယူနိုက်တက်အသင်းပြင်ဆင်နေတယ်လို့သိရတယ်မှာပါတယ်။ဟူဗာသင်းကဒါမက်သျူးစ်ခွန်နာရဲ့အပြောင်းရွှေ့နဲ့ပတ်သက်ပြီးတော့62သမ5သန် plus အတိုးကိုဒါကျွန်တော်တို့ installment 4ခုမှာခွဲပေးသွားမယ်လို့လည်းသိရတယ်မှာပါပါတယ်။အဲ့တော့ဟူဗာသင်းကသူရဲ့အဓိကကစားသမားဖြစ်တဲ့မက်သျူးစ်ခွန်နာကိုတော့မန်ချက်စတာယူနိုက်တက်အသင်းစီကိုတရားဝင်ရောင်းချလိုက်ပြီးဖြစ်တယ်။မန်ချက်စတာယူနိုက်တက်အသင်းကလက်ရှိမှာဒါကျွန်တော်တို့အခုဒီကစားသမား မာဂိုဒါဒီနှစ်ရဲ့ပထမဆုံးခေါ်ယူမှုအနေနဲ့ခေါ်ယူသွားခဲ့ပြီအဲ့တော့ဒါကောလာဟာလာရီယာမန်ချက်စတာယူနိုက်တက်ဒ်နဲ့ချက်စတာယူနိုက်တက်မှာ၅သန်းပြင်ကိုဒါကျွန်တော်၅သန်းကိုထပ်ပြီးတော့အလိုက်ပေးခဲ့ရတယ်၄နှစ်ဒါကျွန်တော်တို့အဲ့ပေါ့ရာသီ၄ခုအစာကိုဒါကျွန်တော်တို့ installment ပုံစံမျိုးအဲ့တော့ပထမဆုံးဒါ down payment ကိုတော့ဒါကျွန်တော်25နဲ့20ကြာပေးမယ်တချို့သောကောလာဟာလာရီမှာ28သန်းတက်မှာ၅သန်းပေးပြီးကြံတဲ့ကျွန်တော်ဒါအားလုံးပေါင်းသန်း40ကိုဒါကျွန်တော်တို့ သုံးရခွဲပေးသွားမယ်ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်လာခဲ့တယ်အဲ့တော့ဒါကျွန်တော်ပထမဆုံးအရေးဒေါင်းပေးမယ်မာဒါနာ19.5သန်းပုံစံမျိုးပြီးတော့ကျန်တဲ့ဥစားတွေကိုတော့နောက်ထပ်သုံးနှစ်ခွဲပြီးပေးသွားမယ်ဆိုတဲ့သဘောမှရှိပါတယ်အဲ့တော့ပြောချင်တာ Manchester United အသင်းကဒီနှစ်ဒါကျွန်တော်အပြောင်းရွှေ့မှာတော့မြန်မြန်ဆက်ဆက်အလုပ်လုပ်ခဲ့ဖြစ်ပြီးတော့ဒါအင်းညောင်အင်းညောင်မလုပ်တော့ဘူးလို့ပြောလို့ရရတယ်မှာပါတယ်အဲ့တော့ Manchester United ပြည်သက်အတွက်လက်ရှိဒါမနစ်က Ruben Amorim ကသူ့ရဲ့ဒါကျွန်တော်တို့ အဲအေးပေါ့သူရဲ့ဒါကျွန်တော်တို့အသင်းရဲ့နှုတ်ဆက်တဲ့ဒီမိုက်တာ United အသင်းကအကောင်းဆုံးပြန်လာဖြစ်ပြီး United အသင်းကဘာပေါ်မှာအကောင်းဆုံး club တစ်ခုဖြစ်ကြအောင်လွယ်လွယ်ကူကူနဲ့ဒါကျွန်တော်တို့တိုင်မပတ်နိုင်နဲ့ဟိုလွယ်လွယ်ကူကူနဲ့လက်ရှိမှာဟိုမြုပ်သွားနိုင်တဲ့ຢာတစ်ခုမှုမနဲ့မြင်းမြန်ဆက်ဆန်တာအသင်းနေနဲ့တခုပြန်ပေါ်လာမှာဖြစ်တယ်ဆိုတဲ့အကြောင်းကိုသူရဲ့ဒါကျွန်တော်တို့ဟိုပွဲပြီးမှလည်းသူပြောသွားခဲ့တာကိုတွေ့ရမှာအဲ့တော့မြို့တော်ပင်စိုးစီကမှုအခုလက်ရှိမှာ Manchester United အသင်းနေနဲ့ဒီနေ့ ဒီနေ့တကယ်ကိုကောင်းမွန်တဲ့နေရာဒီခေါ်ယူမှုတစ်ခုကိုလုပ်နိုင်ခဲ့တယ်။အဲ့ခေါ်ယူမှုနဲ့ပတ်သက်ပြီး Manchester United အသင်းတွေနဲ့ပြန်ကြည့်မယ်ဆိုရင်တော့တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတဲ့အပြောင်းရွှေ့က Matthew Corner ရဲ့အပြောင်းရွှေ့ဖြစ်လာခဲ့မှာပါ။အဲ့တော့ Matthew Corner အနေနဲ့လက်ရှိမှာဒါ Left Winger Solier Right Winger Solier နဲ့ပဲ10 Rule Solier နေရာစုံတော်တော်များများကို Solier ရတဲ့အတွက်ကြောင့်မလို့ ဒါကျွန်တော်တို့ Ruben Amorim အတွက်ဒါကျွန်တော်တို့ Manchester United အသင်းအတွက်က Ruben Amorim အတွက်ကကောင်းမွန်တဲ့ခေါ်ယူမှုတစ်ခုဖြစ်လာမယ်လို့ကျွန်တော်ရဲ့ပုံကူရေးရမှာကျွန်တော်ကတော့မြင်မိတယ်။ပြီးတော့မယ်ဆိုစီကမှဒီအပြောင်းရွှေ့က Manchester United အသင်းဒီနှစ်နွေရာသီရဲ့ပထမဦးဆုံးခေါ်ယူမှုတစ်ခုတရားဝင် ဖြစ်လာလို့လာခဲ့ပြီပဲဖြစ်ပါတယ်။အဲ့တော့ Manchester United အသင်းကတော့လက်ရှိမှာ Matthews ခေါ်တာကို Here we go သွားပြီးကစားသမားနဲ့ Manchester United အသင်းကိုဒါ9နှစ် plus 1နှစ်စာချုပ်ချုပ်မှာဖြစ်ပြီးတော့လက်ရှိဒါကျွန်တော်ကစားသမားကတပတ်လောက်ကလာစာပေါ င်း2000 2000နဲ့2000ပဲပတ်ချလဲဝင်ကြင်ကြရမယ်မန်ချစ်စတာယူနိုက်တက်အသင်းကဟူအသင်းကိုဒါကျွန်တော်၄နှစ်အရစ်ကြတာ62.5သန်း plus 5သန်းအရစ်ကြပြီးချိန်မယ်ဆိုတဲ့ဥစ္စာကိုတော့တရားဝင်အတည်ပြုလို့ရပါတယ်ဒီလောက်ပါပဲအဲ့တော့လက်ရှိမှာဒါကျွန်တော်တို့မန်ချစ်စတာယူနိုက်တက်နဲ့ဒီဒီလောက်ပါပဲဆက်ပြီးပြောမှာဆိုလက်ရှိမန်ချစ်စတာယူနိုက်တက်အသင်းကနေပြီးတော့ မနီကတရားဝင်ထွက်ခွာမဲ့ကစားသမားဒါတရားဝဘောတရားဝင်ဒါကျော်ကြီးညာပြီးကစားသမား၃ယောက်ရှိပါတယ်ဒါကျတော့ Little Love ရဲ့ဒါကျတော့ Johnny Evan ရဲ့ Christian Eriksen မှာ Eriksen ကတော့တည်ကြတယ်မှာမနီက Aston Villa နဲ့ပွဲစဉ်မှာလည်းဒါ Bruno Fernandes ကိုလည်း penalty ကိုပေးကန်ခဲ့တယ်ဒီ penalty သွင်းမှုကြောင့်ဒါကျွန်တော် Christian Eriksen ကသူ့ရဲ့နောက်ဆုံးပွဲစဉ်မှာဒါ goal သွင်းပြီးတော့ Manchester United ပြိသက်တွေကိုဒါကျွန်တော်ကောင်းကောင်းမွန်မွန်နှုတ်ဆက်ထွက်ခွာခွင့်တရားဝင်ရရှိခဲ့တဲ့သဘောမျိုးဖြစ်သွားခဲ့တယ်ဘုနော်အဲ့တော့လက်ရှိမှာလည်း Manchester United အသင်းကဒါဒီညမှာတည်းမဟုတ်ဘဲနဲ့ဒါခြားတော့ ုံစံမျိုးတွေကိုလည်းဒါကစားသမားရောင်းချဖို့တည်းဆက်လက်ပြီးပြင်ဆင်နေတယ်။အဲ့ဒီတော့လည်းကျွန်တော်တီးတန့်တပုတ်ထပ်ပြီးပြအခုလက်ရှိတာကျအပြောင်းရွှေ့ရာသီဖြစ်တော့ကျွန်တော်အပြောင်းရွှေ့အတွက်တီးတန့်ကျွန်တော်တို့ သတင်းတွေကျွန်တော်ထပ်မှန်ပြီးတော့ကျွန်တော်တည်တည်ချာချာတင်ပြီးမှဖြစ်ပါတယ်အဲ့တော့လက်ရှိမှာတော့ကျွန်တော် Manchester United ရဲ့အယောင်စင်းမှာလဲဒါကျွန်တော်တို့ကစားသမားတွေကိုအများကြီးတင်ထားတယ်ဒါပေမဲ့တရဝင်ထွက်ခွာမဲ့ကစားသမားဒါကျွန်တော်တို့ဟိုနေ့ကမှဒါကျွန်တော်တရဝင်ထွက်ခွာမှုအတွက်စ조사ခဲ့တဲ့ကစားသမားကတော့ဒါကျွန်တော်တရဝင်ထွက်ခွာမှုအတွက်အတည်ပြုခဲ့တဲ့ကစားသမားကတော့တီဂျာတယ်ပေမဲ့ဒါ Lindelof ဖြစ်သွားပြီ Ericsson ဖြစ်သွားပြီ Johnny Evans ဖြစ်သွားပြီဒီ၃ယောက်ကလက်ရှိမှာ Manchester United အသင်းကတရဝင်ထွက်ခွာအဲ့တော့ Eric Tilo ကတော့ဗောနော Ericsson ကလက်ရှိမှာ Manchester United အသင်းကနေပြီးတော့ IS အသင်းကိုပြန်ပြောင်းမယ်လို့ခေါ်လာ ာသာရရသိရတယ်ကျွန်တော် event ကတာသတင်းတွေဖတ်ရတော့တော့သူ့အနေနဲ့ဒါကျွန်တော်ကစားသမားဘဝကိုအနားယူတော့မယ်လို့သတင်းတွေထွက်ပေါ်လာခဲ့တယ် then love ကတာသူ့ရဲ့တချိန်ကဆရာဟောင်းရှိခဲ့တဲ့ Mourinho ဘူရီရှာဘကို Mourinho ရဲ့ဒါကျွန်တော် Fenerbahce ကိုပြောင်းချွေတော့မှာဖြစ်တယ်လို့ကျွန်တော်အနေနဲ့သိရတယ်တမပါတယ်အဲ့တော့လက်ရှိမှာတချို့တော့ဒါကျွန်တော်ဆက်ဆက်ပြီးပြောချင်တာကတခုကတချို့ကဒါ Matthew Khonar ကဒါအခုလက်ရှိဒါအဲမလေးရှားကိုပါလာမလားဟောင်ကောင်ကိုပါလာမလားတချို့ကမေးကြတယ်အမှန်တမ်းကျွန်တော်အနေနဲ့ဖြေရမယ်ဆိုရင်တော့မလေးရှားနဲ့ဟောင်ကောင်တော့ Matthew Khonar မပါလာပါဘူးအခုလက်ရှိမှာ ကျွန်တော်တိတလောက်ကပေါ့နော်အပြောင်းရွှေ့ကတရဝင်းဒါကျွန်တော်တို့ club world cup အသင်းတွေကိုပဲဂျွန်လာတရနေ့မှာဖွင့်မဲ့အတွက်ကြောင့်မို့ဒီကြားထဲမှာတော့အပြောင်းရွှေ့တရဝင်းမဖွင့်သေးတဲ့အတွက်ကြောင့်မို့လို့ဒီကစားသမားကိုတော့တရဝင်းဒါကျွန်တော် Manchester United အသင်းအင်ဂျီနဲ့တွေ့ရဖို့ဒီကြားထဲမှာမရှိသေးဘူးမလေးရှားသွားမဲ့လူတွေကတော့ဟောင်ကောင်သွားမဲ့လူတွေကအနေနဲ့ဒါကျွန်တော် Matthew S Corner ကိုတော့ Manchester United အသင်းရဲ့အင်ဂျီနဲ့တွေ့ရဖို့တော့လက်ရှိမှာအစီအစဉ်မရှိသေးဘူးလို့မြင်နေဒါပေမဲ့ Manchester United ပြည်သက်တွေကကန်ကောင်းတာတခုကတော့ Alhandro Garnacho တို့လက်ရှိမှာအသင်းကထွက်တော်မဲ့ကစားသမားတချို့ကတော့ Manchester United ူနိုက်တက်အသင်းနဲ့နောက်ဆုံးအကြိမ်အနေနဲ့တွေ့ရပါဘူးဆိုတော့စာချုပ်ဥရတာကျွန်တော်အကုန်လုံးကဂျွန်ဒီချုပ်ထားတာဟုတ်မေဒါအခုလက်ရှိကျွန်တော်တိတော့ပေါ့နော်မေ28မှာဒါကျွန်တော်တို့ကွာလာလမ်ပေါ်မှာကံမယ်မေ30မှာဒါကျွန်တော်ဟောင်ကောင်မှာကံမယ်အတွက်ကြောင့်မလို့ဒီကစားသမားတွေအနေနဲ့ဒါကျွန်တော်ဂျွန်လာဒီစာချုပ်ရှိရတဲ့ကြောင့်မို့ဒါ Ericsson တို့ Lenovo တို့အုပ်စုတော်မှဒီနေရာမှာပါသွားနိုင်ပဲလို့ကျွန်တော်အနေနဲ့မြင်တယ်မြို့တော်ပင်စူစီကပုဂ္ဂိုလ်လက်ရှိမှာ Manchester United ပြည်သက်တွေနဲ့ Alhamdu Ghana ချုပ်ကိုဒါကျွန်တော်တို့အဲမလေးရှားဘက်မှာသွားပြီးတော့ဒါတရားဝင်ကြည့်လို့ရမယ်ဆိုတော့ကျွန်တော်နေကျွန်တော်အနေနဲ့နည်းနည်းလေးပြောပြခြင်းပါတယ် အဲမလေးရှားမှာဒါကျွန်တော်တို့သွားကြည့်မဲ့ပြည်သက်တွေနေနေပဲ US ခေါ်လာကိုတရားဝင်တွေ့ရမှာမဟုတ်ဘူးပေါ့ဆိုတရားဝင်ခေါ်ယူရသေးတဲ့အနေထားတရားမဟုတ်သေးဘူးအခုလက်ရှိမှာမှာ here we go အစစ်မရှိသေးတယ်ဒီဘက်မှာမှာဒါကျွန်တော်တို့ Manchester United ဘက်ကတရားဝင်ကြီးညာရင်ကြီးညာလိမ့်မယ်ဒါပေမဲ့တရားဝင်ခေါ်ယူမှုကိုတော့လုံလို့ရအောင်မှာမဟုတ်သေးဘူးလို့မြင်တယ်အဲ့တော့ Manchester United ပြည်သက်ဟောင်ကောင်မှာကြီးမဲ့ပြည်ပြည်သက်တွေပဲဖြစ်ဖြစ်ဒါကျွန်တော်တို့လက်ရှိမှာမလေးရှားမှာကြီးမဲ့ပြည်သက်တွေပဲဖြစ်ဖြစ်ဒါကျွန်တော်လက်ရှိမှာအသင်းကထွက်တော့မဲ့ကစားသမားတချို့ကတော့တွေ့ရနိုင်တယ်ဒါပေမဲ့ Matthew S ခေါ်နာရဲ့အာအင်ဂျီကိုတော့တွေ့ရ Matthew S ခေါ်နာကိုတော့တွေ့ရ အုံမှမဟုတ်ဘူးလို့ကျွန်တော်အနေနဲ့သိရမယ်တဲ့မှာပါအဲ့တော့ဘယ်လိုပဲပြောတာကျွန်တော်တို့မလေးပဲသွားသွားတာကျွန်တော်တို့လက်ရှိဟောင်ကောင်မှာသွားသွားသွားမဲ့လူတွေအကုန်လုံး safe ဖြစ်ပါသူဒီညာကနေပြီးစုမုံကောင်တောင်းပြလိုက်ပါတယ်ဒီလောက်ပါပဲဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport media 3 points နဲ့ db4 youth တို့မှာကျင်းလူဆိုတာပေါ့ကွန်ကူညီလို့ရပါတယ်အောက်က comment နေထဲမှာလည်း youth sport media 3 points နဲ့ db4 youth တွေလင်းလေးတွေကိုထည့်ပေးထားခြင်းဖြစ်ကျွန်တော်မျက်စောကူညီပေးလို့ရပါတယ်ကျွန်တော် youtube channel လေးကို like and subscribe လေးကိုကျွန်တော်အားပေးလို့ရပါတယ်များများလေးလည်း clip မမေ့ကြပါနဲ့ဟုတ်များများ clip မှာမမေ့နိုင်ဖြစ်ပါတယ်အ ားလုံးပဲကြွတူပါရဲ့ကောင်းမွန်တော့နေနေဖြစ်ပါဆိုစုမုံကောင်တောင်းပြီးလည်းပဲကျွန်တော်တို့ရဲ့နောက်မှာအေးအေးဆေးဆေးတွေ့ကြတာပေါ့အားလုံးပဲကြွတူပါရဲ့မြန်မာကလစ်ပြကြပါမြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်ဒေးပါဗျာ